င်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရုရှားရောက်မင်းအောင်လင်ကနျူကလ ియర్ တပ်ပေါင်းဖို့တိုက်ဆောက်လိုတဲ့ပြင်အာကာသစူးစမ်းလေးလာရေးအတွက်ဂျိုတူးလွတ်တင်လိုပြန်က အရင်နျူကလီယာအသေးစားတပ်ပေါင်းဖို့တည်ဆောက်ဖို့တွက်အနည်းဆုံးဒေါ်လာတန်းရာချီကနေတပီလီယံကျော်ကုန်ကြပြီးလားစင်ထိမ့်သိမ့်လက်ဘက်ကဒေါ်လာ2တန်းခွဲအထက်မှာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာနျူကလီယာတပ်ပေါင်းဖို့တည်ဆောက်လိုတဲ့ပြင်အာဂါတစူးစမ်းလေးလာရေးအတွက်ဂျိုတို့လွတ်တွင်လိုတဲ့အတွက်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရေးမင်းအောင်လှိုင်ကစွန့်နှိပ်ခဲ့တယ်လို့စစ်တကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကနေစက်တင်ဘာလ29ရက်နေ့ထိရုရှားနိုင်ငံကိုတွားရောက်နေတဲ့ဂျပန်မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံတပ်ပေါင်းပို့အခြေခံလျှက်စစ်ဓာတ်ပိတ်စက်ရုံတိစောက်ရေးအတွက်အကူအညီပေးရန်ရုရှားကိုအကူအညီတောင်းခံတဲ့ပြင်အာဂတနီးပညာစူးစမ်းလေးလာရေးအတွက်ဂျိုဒုလွတ်တွင်ရေးကိစ္စများကိုပါရုရှားနဲ့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်မင်းအောင်လင်ကရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation Resource Zone ညွှန်ကြားမှုကြောင့်လည်းပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကတွဲဆုံစင်မှာအာဂတစူးစမ်းလေးလာရေးနဲ့အုံပြုမှုနယ်ပယ်မှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေဂျိုဒုလွတ်တွင်ရေးဆိုင်ရာကိစ္စရပ်တွေ အာကာသနေပညာနဲ့သက်ဆိုင်တဲ့ပညာတော်တင်တင်နန်းသားများဆေးလို့ရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးကြတယ်လို့သိရပါတယ်။အရင်နောက်အာကာသစူးစမ်းလေးလာရေးနဲ့အသုံးပြုမှုနယ်ပယ်မှာပူပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တွေကို Russia Federation နိုင်ငံ State Space Corporation ညွှန်ကြားမှုချုပ်နဲ့မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်ဒေါက်တာဆုံးမြင့်မောင်တို့ကလည်းမယောင်းလိုင်ရဲ့ရှေ့မောင်မှာလက်မှတ်ထိုးခဲ့ကြတယ်လို့သိရပါတယ်။အဲလိုမယောင်းလိုင်ကပြောဆိုနေတဲ့နျူကလ িয়ার တပောင်းဖို့တိစောက်ရေးနဲ့ဂျူဒူလူတွင်ရာ အမေရိကန်ဒေါ်လာရာခိုင်နှုန်းကနေဘီလီယံထိကုန်ကျနိုင်ပြီးတော့လားစင်ထိန်းသိမ်းကားနဲ့လက်ဘက်ကားတွေဟာလည်းအမေရိကန်ဒေါ်လာတန်ဆယ်ကနန်းချီရှိတယ်လို့နိုင်ငံတကာကတွက်ချက်ထားတဲ့ကုန်ကျစရိတ်ဈေးရင်းစရားတွေကသိရပါတယ်။အကြမ်းဖက်မင်းအောင်လင်ကမြန်မာနိုင်ငံမှာရုရှားရဲ့ကူညီနဲ့မဂါဝက်130ရဲ့ဒေသနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်လုပ်ပြီးအဲ့ဒီနျူကလ িয়ার တပ်ပေါင်းဖို့ကိုမဂါဝက်330အထိတိုးချဲ့တည်ဆောက်နိုင်ရန် နိုင်ငံတဘောတူလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။ အဲလိုမကာဝတ်130နျူကလီးယားအသေးစားတပ်ပေါင်းဖို့တခုတည်ဆောက်ရေးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်ရာနဲ့ချီကနေ1ဘီလီယံခွဲကုန်ကြပြီးလားစင်ထိမ့်သိမ့်လက်ဘက်ခဒေါ်လာ2တန်းခွဲအထက်မှာရှိတယ်လို့နိုင်ငံတကာကတွက်ချက်ထားတဲ့ကိန်းဂဏန်းချက်လက်တွေအားသိရပါတယ်။ဒါပြင်အကာတာတဲကိုဂျိုဒူလွတ်တင်ရေးဟာလည်းအမေရိကန်ဒေါ်လာတန်10ကနန်းမှနေရာချီထိကုန်ကြတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကမ်ဘလုနဲ့ဇလင်းကြီးမှာရှိတဲ့ရေစကန်အပါဝင် အကြံဘတ်စစ်တပ်တဆွဲထားတဲ့နေရာများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေမှာအကြံဘတ်စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။သခိုင်းတိုင်းကမ်ဘလူမျိုးနယ်မှာအကြံဘတ်စစ်တပ်တဆွဲထားတဲ့နေရာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Air Force 1အဖွဲ့မှတာဝန်ရှိသူတဦးကပြောပြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာကမ်ဘလူမျိုးနယ်ရွှေဘိုမြေကြီးနားလမ်းမိုက်မှာရှိတဲ့ငပြောတိုင်းရွာမှာထိုင်ချတဆွဲထားတဲ့အကြံဘတ်စစ်တပ်ကို Air Force 1အဖွဲ့ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ိုင်းလိုတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုရေတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးပဲဒေါ်လန်ရေတပ်ဖွဲ့တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အရင်နေရာမှာကစကွေးအင်အားတရာလောက်ရှိမယ်စကွေးတေစီရင်ကတော့ကျွန်တော်တို့ဆက်လက်စုံစမ်းဆဲပါအတိအကျမသိနိုင်သေးဘူးခံမှန်းဖို့ကိုခန့်နေပါတယ်ဒရုန်းနှစ်စီးနဲ့ကြဲချတိုက်ခိုက်ခဲ့တာပါဒဇင်းပြတ်ကျသွားပါတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Air Force 1မှာတာဝန်ရှိသူတဦးကပြောပြပါတယ် အရိတကိုင်းမှုတို့မှာဒေါ်လာရင်းတပွဲများဘက်ကငွေကျပ်300တန်ဖိုးရှိတဲ့ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရပြီးဒေါ်လာပြည်သူတွေပူပေါင်းပါဝင်လူတန်းပေးကြဖို့ Air Force 1ဘက်ကမြစ်တာရက်ခံထားပါတယ်။အလားတူစကိုင်းတိုင်းစလင်းကြီးမျိုးမှရဲစခန်းနဲ့အကြမ်းမဲ့စစ်တပ်ထိုင်ချတပ်ဆွဲထားတဲ့နေရာများကိုလည်းဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စလင်းကြီးမျိုးနဲ့လက်ယုံတက်ဘက်ကဖားမှတာဝန်ရှိသူတဦးကလည်းပြောပြပါတယ်။ပြည်ကရစတင်မာလာ24ရက်နေ့မှာဇလင်းကြီးမျိုးမရဲစခန်းနဲ့အချမ်းဘတ်စစ်တပ်ထိုင်ချတပ်ဆွဲထားတဲ့နေရာများကို ဒေါ်လိုင်းရေပေါ့များကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိပေမဲ့လည်းရေတွက်ကိုဒီပြူးနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာဒေါ်လိုင်းရေပေါ့များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဘုံဒီသုံးလုံးချတိုက်ခိုက်ခဲ့တာပါ။ထိခိုက်ဒဏ်ရာရသူကိုများပြားရှိပါတယ်။ဒေဆုံးစင်းရင်ကတော့မသိရဘူး။ပုံသုံးလုံးမှာတလုံးကစကန်တွင်းကိုကြားရောက်ပြီးတလုံးကတော့ဘန်ကာအနီးကိုကြားရောက်ပောက်ွဲပါတယ်။ အခုကျွန်တော်တို့တိုက်ခိုက်မှုပြီးမှစလင်ကြီးမျိုးနဲ့အတွင်းကစကွေးတွေပကင်းထွက်တာတွေလုံးဆောင်နေပါတယ်။ပြည်သူတွေကတော့စကွေးတွေရဲ့တင်းနေရအနီးနားကိုမသွားကြဖို့နဲ့တရားမဝင်ရွေးကောက်ပွဲဟာထွားပေါမဟုတ်ပဲထောင်ချောက်တာဖြစ်တယ်လို့ပြည်သူတွေကိုအတိအပပြောကြားချက်မှာတယ်လို့စလင်ကြီးမျိုးနဲ့လယုံတက်ပကဖားမှာတဝင်းရှိသူကပြောပါတယ်။ဆလဘီထမှန်တင်ဆက်ပေးခြင်းတဲ့တင်းကတော့ငင်းချမ်းမျိုးအာထကတုံချောင်းမှဆဲကျော်တဲရွယ်ကလေးငယ်ခုနှစ်ဦးကိုအချမ်းမဆက်တက်ကပေါ်တာဆော့ရဲ့ဖန်ဆီးထားတဲ့တင်းကိုတင်ဆက်ပေးကြပါမယ်။ မန္တလေးတိုင်းမြင်းချမြို့မှာရှိတဲ့အာတကတုံးချောင်းကနေစေကျော်တက်အရွယ်ကလေးငယ်9ဦးကိုအချမ်းဘတ်စစ်တပ်ကဗော်တာဆွဲဖမ်းဆီးခဲ့တယ်လို့မြင်းချမ်းလူတို့လှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့မှာမြင်းချမ်းမြို့နယ်ကမ်းရွာလမ်းကွမ်းမှာရှိတဲ့အချမ်းဘတ်စစ်တပ်စစ်စေးရေးကိန်းမှစစ်သားများကမြင်းချမ်းမြို့အာတကတုံးချောင်းကအသက်17နှစ်အရွယ်ကလေးငယ်2ဦးပါဝင်ကလေးငယ်9ဦးကိုဗော်တာဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါကလေးငယ်9ဦးဟာမြင်းချမ်းမြို့ပေါ်မှာနေထိုင်သူတွေဖြစ်ပြီး အဲ့ဒီထက်ကအသက်73နှစ်ရွယ်ကလေးငယ်တဦးကိုသာအကြမ်းဖက်စတဲ့ရဲ့ခမရ55တက်ရင်က ပြန်လို့ပေးလိုက်ပြီးတော့ဂျန်တဲ့ကလေးငယ်6ဦးကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးထားကဘယ်နေရာကိုပို့ဆောင်လိုက်တယ်ဆိုတာကိုမသိရသေးဘူးလို့သိရပါတယ်။မြင်းချမ်းမြို့နယ်ကိုင်းဝါလန်ကွဲမှာရှိတဲ့စခွေးစစ်ဆေးရေးကိတ်ကကလေးငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါ။အဲဒီလိုဖမ်းဆီးခံရတဲ့ကလေးငယ်တွေက73နှစ်ရွယ်ကလေးကိုတော့စတင်မလ21ရက်နေ့ကပြန်လို့ပေးတယ်လို့သိရတယ်။ လက်ရှိတော့သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရသေးဘူးလို့မြင်းချမ်းလူတို့လှူရှာမှုကော်မတီမှတာဝန်ရှိသူကပြောပြပါတယ်။လက်ရှိမှာဂျမတ်စစ်တပ်ဟာစမှုတန်တသားတက်တဲ့စူဆောင်းနိုင်ခြင်းမရှိတော့တာကြောင့်လမ်းသွားလမ်းလာလူငယ်တွေအပါအဝင် နေအိမ်ထဲထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းတွေလှုပ်ဆောင်နေပြီးတော့အဂျမတ်စစ်တပ်ကအုပ်ချုပ်ရေးမှူးတွေကလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေကြေးဒိန်းရနဲ့ချီရောင်းစားမှုတွေပါကျူးလွန်နေတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့တနင်္လာရီမျိုးနဲ့မှာတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ကခုနှစ်ဦးတေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။တနင်္လာရီတိုင်းတနင်္လာရီမျိုးနဲ့မှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စကောင်းစီဘက်ကခုနှစ်ဦးတေဆုံးခဲ့တယ်လို့ကရန်ညူမြေတော်ဝယ်ခရိုင်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မနက်6နာရီခန့်မှာတနင်္လာရီမျိုးနဲ့ရှိုင်းရင်တော်ဂျေးဝါအနီးမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲလိုထိတွေ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကခုနှစ်ဦးတေဆုံးကရှေဦးထက်မနဲ့ထိခိုက်တံရရရှိခဲ့တယ်လို့သိရပါတယ်။ အစိုးရတိုက်ပွဲကို KNL ကင်းမြို့သားလူမျိုးရေးတက်မတော်ဓမ္မဟာလေလောက်ခံတရင်စတင်နဲ့ဒေါ်လန်ရေးပူပေါင်းတပွဲများကပူပေါင်းလုံဆောင်ခဲ့ပြီးဒေါ်လန်ရေးရေဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့စတင်မလာ၁၈ရက်နေ့ကလည်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာမောတောင်နယ်ဆက်ဂုံတော်ရေးလမ်းမိုက်မှာရှိတဲ့ဒင်းခွန်ဂျေးဝါအနီးမှာလည်းအချမ်းမတ်စတက်နဲ့ KNL ကင်းမြို့သားလူမျိုးရေးတက်မတော်ဓမ္မဟာလေလောက်ခံတရင်စတင်နဲ့ တောင်တိုင်းပြပောင်းတပွဲများကြတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်သား2ဦးသေဆုံးကတနန်းနဲ့လက်တန်းဆဲရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့နိုင်ငံရေးပါတီတွေရွေးကောက်ပွဲမဲဆွဲဟောပြောဆေးရုံရမှာစစ်တပ်ပြုတ်ကွဲရေးနဲ့စစ်တပ်ရဲ့ဂုံတိုက်ခါထိခိုက်စေမှုတွေမလုံဆောင်ရတဲ့လိုင်းနာရမယ့်အချက်၉ချက်ကိုတားမြစ်ထုတ်ပြန်တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲမဲဆွဲဟောပြောဆေးရုံရမှာစစ်တပ်မပြုတ်ကွဲရေး စတက်ရဲ့ဂုံသေးကထိခိုက်စိတ်မှုများမလုံဆောင်ရနဲ့လိုင်းနာရမယ့်အချက်၉ချက်ကိုစတက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်လိုက်ပါတယ်။အကြံဘက်စတက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့စတင်မလာ၂၅ရက်နေ့မှာနိုင်ငံရေးပါတီတွေအတွက်ရေဒီယိုနဲ့ရုံးမြင့်တန်ကြားအစီအစဉ်များမှဟောပြောတင်ပြခွင့်မှာလိုင်းနာရမယ့်စီးမြင်စီးကမ်းများကိုထုတ်ပြန်တဲ့နေရာမှာအခုလိုကန့်တက်တားမြစ်ချက်တွေကိုထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့ဟောပြောတင်ပြတဲ့နေရာမှာဖြီတောင်စုမပြိုခွဲရေး တိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရနဲ့အချုပ်ချအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုများမပြုလုပ်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေချမ်းတရားရေးကိုထိခိုက်စေတဲ့ဟောပြောမှုတွေမပြုလုပ်ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဇယ်ဥပဒေများကိုလေးစားလိုက်နာမှုမရှိတဲ့ဟောပြောခြင်းများကိုမပြုလုပ်ရန်နိုင်ငံတော်အားအကြီးအကျယ်ပြတ်စေရန်ဒုံမဟုတ်ဂုံဒိတ်ကထိပါစေရန်ဟောပြောမှုတွေမပြုလုပ်ဖို့တားမြစ်ထားပါတယ်။ဒါပြင်စက်တက်ပြုတ်ွဲရေးဖြစ်ပေါ်စေရန် ဒုမဟောစစ်တပ်ရဲ့ဂုံဒိခါကိုထိခိုက်စေရန်ဟောပြောခြင်းနဲ့မပြုတ်လို့ရန်လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်တဲ့ပြည်ပကများဖြစ်ပေါ်စေနိုင်တဲ့ဒိခါနဲ့ကိုကျင်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုတွေစည်းရုံးလုံးစော်ခြင်းနဲ့မပြုတ်လို့ရန်ဘာသာရေးကိုနိုင်ငံရေးတွက်အလွယ်သုံးစားပြုတဲ့ဟောပြောမှုများမပြုတ်လို့ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပြက်ပြားစေရန်သွေးထိုးလုံးစော်ဟောပြောမှုတွေမပြုတ်လို့ရန်နိုင်ငံဝန်ထမ်းများအား၎င်းတို့ရဲ့တာဝန်ကိုခြေပြွန်သောမထမ်းဆောင်နိုင်စေရန်ဒုံမဟုတ်အစိုးရကိုစမ်းကျင်ဆန္ဒပြစေရန် ွေထိုးလုံးစော်ဟောပြောမှုတွေမပြုလုပ်ဖို့တားမြစ်ထားပါတယ်။လက်ရှိမှာဂျမ်ဘတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများရဲ့ဟောပြောစည်းရုံးမှုစာမူများကိုစစ်စစ်မှဖြစ်ပြီးတော့အရာတွေကိုပြင်ဆင်ရေးသားစီတာတွေ၎င်းတို့ကိုဖွင့်ပြမိန်ထုတ်ပေးခြင်းများကိုဆောင်ရွက်ပေးမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာဘက်ကစိတ်ချောဆေးပြားတွေတဲလာတဲ့ဆက်လေတစ်စီးကိုဖူခတ်မှဖမ်းမိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံကနေတဲဆောင်လာတဲ့ဆိုတဲ့စိတ်ချောဆေးတန်တဝက်လောက်ကို ထိုင်းနိုင်ငံရဲ့ဖူကက်ကျုံကမ်းလွန်ရေပြင်မှာကြောက်ချထားတဲ့ဆက်လက်တစည်းပေါ်မှာဖမ်းဆီးရမိခဲ့ပါတယ်။ချားလောင်ပင်လယ်ကွေ့ကန်ယိုရန်နာမှာရန်နာထားခဲ့တဲ့အဲ့ဒီဆက်လက်ဟာပင်လယ်ပြင်က ရှုခင်းလာပါတဲ့နေရာတွေမှာ အပျော်တမ်းရေငုပ်သူတွေကိုလိုက်ပါပိုးဆောင်တဲ့အီလီစာဆိုတဲ့ရေရင်ဖြစ်တယ်လို့စတင်မာလာ26ရက်နေ့ကထိုင်းရဲတွေကပြောပါတယ်။ဖူကက်ရေချောင်းရဲဌာနထိုင်းတော်ဝင်ရေတပ်နဲ့မူရစ်စေဝါထိန်းချုပ်ရေးဘုံဘွဲ့တွေဟာအဆိုပါဖူကက်ဂျွန်းစီကိုရေချောင်းကနေမူရစ်စေဝါတွေခိုးတက်နေတယ်လို့သတင်းရ အဲ့ဒီအလစ်စာတင်မောကိုစင်းနေရှာဖွေခဲ့တာလို့သိရပါတယ်။အဲဒီနောက်မှာတော့အိမ်ပေါင်း20ထဲမှာထည့်ပြီးလေထဲမှာဝတ်ထားတဲ့မတာဖတ်တမဲမူရဲ့ဆေးပြစုစုပေါင်းတန်တဝက်လောက်ကိုရှာတွေ့ခဲ့တယ်လို့သိရပါတယ်။အသက်62နှစ်အရွယ်ရှိပြီးတော့ဘတ်လုတာနာမည်ဖော်ပြထားတဲ့ထိုင်းနိုင်ငံသားရေရမှုဟာစုံစမ်းစစ်ဆေးရေးရရှိတဲ့ရောက်လာတဲ့အချိန်မှာရေထဲကိုခုန်ချပြီးထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။နောက်တော့အဲ့ဒီရေရင်မျောမသွားအောင်ဆိုင်ထားတဲ့ဂျုံတစ်ချောင်းပေါ်မှာသူ့ကိုမိတွယ်လျက်သားရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီချိန်မှာတော့ဘက်ကအတန်းမျောမျောသာကြံတော်ပြီးတော့ဇေယုံကိုပိုးခဲ့ပေမဲ့လည်းတေဆုံးသွားခဲ့ပါတယ်။ရဲတွေကအစ်စာပေါ်မှာလိုက်ပါလာတဲ့နောက်ထပ်ရေရင်အမှုတန်းသုံးဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့တွေကဗန်နိုင်ငံသားတွေလည်းဆိုတာကိုတော့လောလောဆယ်မထုတ်ပြန်ထားသေးပါဘူး။အာရီဆက်လျာမြန်မာနိုင်ငံတောင်ဘက်ဆုံးကခေါတောင်မျိုးစီတွားရောက်ခဲ့ပြီးစိတ်ကြွစီပြတံတန်းကိုတင်ဆောင်လာခဲ့တာလို့ရဲတွေကပြောပါတယ်။အဲ့ဒီနောက်စာတမ်းမှာရှိနေတော့အေဂျင့်တယောက်ကတန်တဝက်စာဇေယျားတွေကိုလက်လွဲယူသွားခဲ့ပါတယ်။ ။နောက်တော့ဖူခတ်တဝိုင်းမှာမုံတိုင်းထန်ပြီးတော့လှိုင်းနေကျန်းနေတာကြောင့်အဲဒီဆက်လေးကိုကန်းချင်းနာမှာကြောက်ကြရရနာထားတဲ့အချိန်မှာအခုလိုဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ထိုင်းရဲတွေရအစိုးရတော့အဲဒီရေရင်ပေါ်မှာကျန်နေတဲ့မူးရဲ့ဆေးတွေကိုအေဂျင်တယောက်နဲ့ချိန်ပြီးတော့တတိယနိုင်ငံတစ်ခုစီမောင်ကိုတင်ပို့ဖို့စီစဉ်ထားခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ကော်တောင်းကနေမူးရဲ့ဆေးတွေစပီးတဲလာတဲ့ချိန်နဲ့ပမာဏတစ်ဝက်ကိုအေဂျင်တယောက်စီလက်လွဲပေးခဲ့တဲ့ချိန်တွေကိုဘယ်တော့မှလဲဆိုတာကိုရဲတွေကပြောမပြထားပါဘူး။လော်လော့ဆင်းမှာတော့အစ်စလာကိုဂန်းချစ်စီဆွဲယူခဲ့ပြီး ရေရင်ဝန်ထမ်းတွေကိုခြားလောင်းရဲစကန်းစီပို့ဆောင်ပြီးချုံနှောင်ထားတယ်လို့သိရပါတယ်။အရင်နောက်ငတလောက်ပေါင်းဒီပလိုမေစီဆိုတဲ့ဆောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါတယ်။အချမ်းဘတ်ဆဲအုပ်စုရဲ့အာကိုအာထားရဖြစ်တော်မူတဲ့ခေါင်းဆောင်ကြီးမင်းအောင်လှိုင်ဟာပူတင်နဲ့တွဲဆောင်ပွင့်ရသွားပြန်ပါတယ်။မင်းအောင်လှိုင်ဟာ၎င်းရဲ့စိတ်ထဲမှာ အာကိုအာထားဆရာဆွေမျိုးရင်းချကြီးလို့ယုံကြည်လာဟန်ရှိပါတယ်။အဲဒီတော့လေတောကလူတွေမျိုးမှရှိတဲ့ဆွေမျိုးများထံလဲလာတဲ့အခါ ငါပြောသည်ငါချောက်စားတဲ့ဒေသတို့ရဲ့အသီးနှံများယူလာလေရှိသလိုပင်သူကလည်းငါတလောက်ပေါင်းတဲ့လက်ဖက်တုပ်တွေဂျိုင်းကြီးဂျိုင်းငယ်နဲ့တဲသွားတဲ့တကားမှမကြားဘူးတဲ့အဖြစ်မျိုးကြားခဲ့ရတာကြောင့်လူတိုင်းရေအားမလို့ငူအားမလို့ပင်ဖြစ်နေပါလိမ့်အကယ်၍များပူတင်ကငါပြောသည်ကြိုက်တယ်ဆိုပါကငါပြောကိုင်းကြီးကိုသူကိုယ်တိုင်ပင်ထမ်းပိုးသွားမှသာဖြစ်ပါလိမ့်ဒါကိုမြားသူပေါင်းကလည်းတန်အတော်ဖြစ်ကြမှလည်းဖြစ်ပါလိမ့်အတန်းနဲ့အာနာအိုးစားမကွဲအောင်လုံးနေတာဖြစ်လို့ဒါကတဘာဝကြတယ်လို့လည်းယူဆကြမှသာဖြစ်ပါလိမ့် ၎င်းယူလာတဲ့ဟင်းလျာတွေကိုကြိုက်တွေ့တော့ပါကဈေးပွားရေးအရာလည်းနိုင်ငံခြားငွေရနိုင်တဲ့ပြင်ရုရှားမြန်မာချင်းချင်းရေးကိုခိုင်မြဲစေရန်အတွက်မြန်မာထမင်းဆိုင်တွေကိုမော်စကိုနေရာအနှံပြားမှာဖွင့်လှစ်နိုင်ဦးမှာဖြစ်ပါတယ်။အဲဒီလိုဖြစ်လာမယ်ဆိုရင်အမျော်မြင်ကြီးလာတဲ့ခေါင်းဆောင်ကြီးအဖြစ်ပို့ပြီးတော့ပင် လေးစားလာကြဦးမှာဖြစ်ပါတယ်။မင်းအောင်လင်ကဗလာဒီဗော့စကော့မှာနောက်ထပ်ကောင်စိုးဝင်ယုံဖွင့်ရမယ်ပူတင်ကိုအဆိုပြုခဲ့တယ်လို့သိရပါတယ်။ လက်ရှိပူတင်တဲ့ကာကွယ်ရေးပြင်နျူကလ িয়ার စွမ်းရင်လျက်စစ်တအားဂျမားရေးပညာရေးစိုက်ပျိုးရေးဈေးဝထုံးလုပ်ရေးတို့ကိုပူးပေါင်းဆောင်ရွက်သွားဖို့ဆွံ့နှွေးခဲ့တယ်လို့သိရပါတယ်။နျူကလ িয়ার စွမ်းရင်နဲ့ပတ်သက်ပြီးတော့ SMR လို့ခေါ်တဲ့ Small Modular Radar တပ်ပေါင်းဖို့အသေးစားလေးထုတ်လုပ်ဖို့အတွက်ပြခဲ့တဲ့2023ခုနှစ်ကတည်းကလက်မှတ်ရေးထိုးခဲ့ပြင်မယ်လေအခုချိန်ထိတော့နေရာတိတိကျကျမတတ်မှတ်ရသေးပါဘူးရေနံစိမ့်နဲ့တန်းဆန့်ပြီးလောင်စာစီတီကိုရုရှားကတင်သွင်းနေရပြင်မဲ့ ရုရှားရဲ့ရေနံကျက်စက်ယုံကြီးအကောင်းထဲပေါ်လာဖို့ရေကပါစပ်ပြောပင်ရှိပါတည်း။အလားတူရေအားလေအားကြောင်မီးသွေးတုံးတာအပိစက်ယုံများကလည်းလေထဲမှာပင်ရှိနေပါတည်း။ဒီဘက်မှာနိုင်ငံကုံတွယ်ရေးပမာဏဟာလည်းဒေါ်လာတန်ရာကနန်းများသာရှိနေပါတည်း။ရုရှားကဓာတ်မြေဩဇာတွေရေနံထွက်ကုန်တွေဈေးဝါးတွေကိုတင်သွင်းနေရပြီးတော့မြန်မာကစံတတိယဆုံးထည့်လိမ့်တဲ့ဖဏတ်များတင်ပို့နေပါတယ်။ဒါကိုကြည့်မယ်ဆိုရင်ရုရှားက၎င်းတို့အားလက်နက်ရောင်းချပေးနေတာကလွဲလို့ ဂျန်တဲ့အရာများကဘာတစ်ခုမှ ဖြစ်မလာသေးပါဖြီးဖြူဖနပအစင်မျိုးနဲ့ပြန်လာခဲ့ရတာတည်းကြီးဖြစ်ပါတယ်မော်စကိုရဲ့ဘက်ဗရီဟေးလို့တင်စားခံရတဲ့ယူဗလီရော့ကာစိန်ခန့်ရက်ွက်ကြီးမှာပုံချိုးကွယ်ချိုးနဲ့နေနေရတဲ့စီရီးယားအနာရှင်ဟောင်းဘာရှာအယ်အာဆတ်ဟာ၎င်းနဲ့ပူတင်တို့တွဲဆုံကြတဲ့တရင်ကိုရုံမြင့်တန်ကြားမှာကြည်ပြီးပြုံးနေမှသာဖြစ်ပါတယ်သို့တော့ပြီးခဲ့တဲ့ဇန်နဝါရီလအစောပိုင်းကရုရှားတို့မှလုံခြုံရေးကိုတင်းကျပ်စွာခြားထားတဲ့ကြားကပင်၎င်းကအစိတ်ခက်တက်ရန်ဂျုံပတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး တမတိပဲလွန်မြောက်ခဲ့တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေမှာပြန့်နှံ့သွားခဲ့ပါတယ်။စီးရီးယားဆိုရတဲ့ကလည်းအာဆက်ကိုလွှဲပြောင်းပေးရန်ရုရှားဆိုရအားတောင်းဆိုထားမှုကိုအပြေပေးလိုက်ခြင်းလည်းဖြစ်နိုင်ပါတယ်။မြေတိုးပင်ဆိုတဲ့ပူတင်က၎င်းရဲ့ယူကရိန်းစစ်ပွဲမှာမိတ်ဆွေရင်းချကြီးဘက်မှအားကိုးရတဲ့ရှီချင်းပင်အပိုင်စားရထားတဲ့မြန်မာနဲ့ပတ်သက်ပြီးတော့မျက်နှာအပြတ်မခံလို့ပါ။ပြောသမျှကိုနားထောင်ပေးပြီးမလွယ်မရှောင်တာဖြစ်လာရင်တော့နားလည်မှုစားကြွန်လွားကလေးလက်မှတ်ထိုးပေးလိုက်တဲ့အနေထားနဲ့တော့ ၎င်းတို့ကိုချွေးတိတ်လှုပ်ခဲ့ကြည်သေးတာရှိပါတယ်။ဒါပြင်၎င်းကသူ့လုံးမဲ့ရွေးကောက်ပွဲအားလည်းပူတင်ကိုရှင်းပြခဲ့ပြီးလေးလာစောင့်ကြည့်သူတွေလှုပ်ပေးရန်လည်းပြောခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဟာအဲ့ဒီရွေးကောက်ပွဲဟာနိုင်ငံရေးချိန်နေတဲ့တကူထွက်ပေါ်လာရန်မျောလင့်တကြီးနဲ့တုံဟာပေးနေခဲ့ပေမဲ့အဲ့ဒီရွေးကောက်ပွဲဟာမယောင်းလိုင်းတဝူးတဲ့အတွက်ဖြစ်လာနေတာကိုရိပ်စားမိလာပြီးဖြစ်ပါတယ်။မယောင်းလိုင်းဟာ USTP ကိုခုံလုံးလုပ်ပြီးတော့နိုင်ငံရေးကိုချုပ်ကန့်နိုင်ရန်တော့ဓမ္မအစင်းမြင့်ရာရှိကြီး20ကျော်အပါဝင်ယာနဲ့ချီပြီးတော့ထည့်သွင်းလာပါတယ်။ အလားတူတဆညပါတီကိုလည်းဆေးလို့ထားပြန်တယ်လို့သတင်းများကဆိုပါတယ်။မယောင်းလိုက်ဟာဒီပြူဖနပအစစ်နဲ့ရုရှားတို့သွားကြည့်ပြန်ကြည့်နဲ့မျက်နှာချို့သွေးနေရတဲ့ချိန်မှာအင်မြူတော်မားနေပြီးဒေါ်နယ်ထွန်းဟာနိုင်ငံသားကူညီများကိုဒေါ်လာ1.8ဘီလီယံအထိပေးသွားရန်စီမံလာပြီးဖြစ်ပါတယ်။အဲဒီလိုပေးရခြင်းဟာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်ရန်မဆဝရားနဲ့အမေရိကန်စမ်းချင်ရေးအစိုးရများကိုရင်ဆိုင်ရန်အရေးပါတဲ့တပ်တို့တွန်းတက်ပစ္စည်းများရဲ့ထောက်ပံ့ရေးဝန်ဆက်များကို လမ်းကြောင်းလွှဲရန်အစားရှိသည့်တို့အတွက်တုံ့ဆွဲသွားမယ်လို့ထုတ်ပေါ်ပြောဆိုလာပြီးဖြစ်ပါတယ်။မေယောင်းလိုင်ကတော့အရေးမရဖတ်မရအယူတယောက်ပါမှာဒုက္ခတို့နျူကလီးယားလို့ဟေကျွေးလာနေမှုကပင်အန်ရီယကိုဖိတ်ခေါ်နေတယ်လို့ဖြစ်နေမှန်သတိပြုမိပုံမရပါဘူး။ပြည်သူတို့ရဲ့ကုကံတုံးလန့်စေမုတ်ချအောင်ငားမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ